မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆလိမ်မြို့ပေါ်ရှိစစ်ကောင်စီတပ်သားများထက်ဆွဲထားသောထွေအုပ်ယုံအပါအဝင်နေရာလေးနေရာကိုနှစ်ရက်ဆက်တိုင်းအဝေးထိန်းမှိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းဆလင်းမြို့ပေါ်ရှိစစ်ကောင်စီတပ်သားများတက်ဆွဲထားသော ထွေအုံယုံအပါဝင်နေရာလေးကူကိုနှစ်ရက်ဆက်တိုင်းအဝေးထိမ်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူညီနောင်ဆလင်ဖွဲ့မှသတင်းတာဝန်ခံကသတင်းဌာနသို့ပြောဆိုပါရယ်ဇွန်လ19ရက်နေ့တွင်ဆလင်မြို့ရှိအချံဖက်ဆက်ကောင်းစီတပ်သားများတက်ဆွဲထားသောအထွေထွေအုပ်ချုပ်ရေးယုံနှင့်စီပင်ယုံတို့ကိုတော်လန်ရေးရဲပေါ်များကအပြင်းစားမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထို့ပြင်ဇွန်လ18ရက်နေ့ကလည်းဆလင်မြို့ရှိအချံဖက်ဆက်ကောင်းစီတပ်သားများတက်ဆွဲထားသော ကြကြာကြီးနဲ့ပြည်သူဆက်ဆံရေးရုံနဲ့မိသက်ယုံတို့ကိုလည်းတော်လန်ရေးတပ်ဖွဲ့ဝင်များကရွှေထွက်မိုင်းဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းအချမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ခွေးသေးစီရင်တော့လောလောဆယ်တော့မတီးရသေးဘူးထိခိုက်မှုတော့ရှိမင်းကျွန်တော်တို့လည်းအချက်အချာကြားတဲ့နေရာမှာဖောက်ခွဲပြီးပြေးခဲ့တာဆိုတော့ထေဆုံးကိုတော့မတီးဘူး ်ခွေးအင်အားက14မြို့ပေါ်တင်200ဝန်းကျင်လောက်ရှိတယ်။ကျွန်တော်တို့ဖောက်ခွဲခဲ့တာနဲ့ပတ်သက်ပြီးစစ်ခွေးရဲခွေးတွေ14မြို့ပေါ်နေရာအနက်ခြေရှုံနေတယ်။အကြံဖက်စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေဖြီးတဲ့ရေးဝန်ထမ်းတွေအားလုံးဖြီးသူလူထုနဲ့အတူပူးပေါင်းဖို့ပြောချင်တယ်။အလင်းဝင်ခြင်းမရှိဘဲပြည်သူတွေအပေါ်အာဏာပြအနိုင်ကျင့်အစော်ကားမှုတွေစီဒီယံပြုတ်လုပ်လို့သောဝန်ထမ်းတွေအပေါ်အနိုင်ကျင့်ချိန်ချောက်မှုတွေပြုလုပ်နေတာကြောင့် ကျွန်တော်တို့ယူကြည်အဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့နောက်ဆုံးအနေနဲ့အလင်းဝင်ရောက်ပူးပေါင်းဆောင်ရွက်ခြင်းမရှိရင်ဖောက်ကွဲတိုက်ခိုက်သွားမယ်ဟုပြည်သူညီနောင်ဆလင်းဖွဲ့မှသတင်းတာဝန်ခံကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကိုဆလင်းမျိုးပြယူကြည်ကြားပေါက်အဖွဲ့ဗမာတပ်တော်ဗမာအာမေနဲ့ပောက်တောင်ပိုင်းကျမ်းမာရေးတူနာပြူတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါရယ်ဆလပီရွှေကျင်တန်စိတ်ကားလန်ပိုင်းတွင်စစ်တပ်ရိတ်ခါပူစစ်ကြောင်းကို ခင်းပုံယူပေးနေသည့်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးပွဲချင်းပြီးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ရွှေချင်းတန်စိတ်ကလန်ပိုင်တွင် အကြမ်းဖက်စစ်တပ်ရိတ်ခါပိုးစစ်ကြောင်းကိုခင်းပုံယူပေးနေသည့်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းမှာတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောပါရယ်။ဇော်လာ20ရက်နေ့မော်လွဲ12:30မိနစ်ခန့်တွင်ရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းပိုင်း၌အကြမ်းဖက်စစ်ကြောင်းသည်ရှမ်းရွာဂိမ်းမှစ၍အင်ဂနီယုံတိုင်းရွာများအထိကားလမ်းတစ်လျှောက်လမ်းကင်းယူ၍ရိခါပို့ဆောင်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်။ထိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအင်ဂနီယုံတိုင်းကျေးရွာကားလမ်းဘေးတွင်ကင်းပုံဝွေ၍လုံခြုံရေးယူပေးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝိုင်းရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရယ်။ ်အင်းတိုက်ခိုက်မှုအတွင်အချမ်းဖက်စစ်ကောင်စီတပ်သား၃ဦးနေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ပြီးစစ်ကောင်စီတပ်သားများကပြန်လည်ရန်တန့်ပစ်ခတ်ခဲ့တော့လေထိုလည်းရေးရဲပေါ်များအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်နေတောင်းသိရပါတယ်လမ်းပေါ်ကသွားတာကအင်းအားရာချီတဲ့အခုပြစ်တာကလမ်းကင်းယူထားတဲ့အဖွဲကိုပြစ်တာ ရတဲ့နည်းနဲ့ချမှာပဲအဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေးသုံးကောင်တည်တဲ့ဟု Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဆက်လက်ပြီးတနင်္သာရီမြို့နယ်နှင့်ခနီးမြို့နယ်တို့တွင်စစ်ကောင်စီတပ်သားနှအူတော်လရေးတပ်ဖွဲ့များထံအလေးဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ညောင်ဝေကွင်းကျေးရွာအခြေဆိုင်ခမရ961တရက်မှာတက်ကြကြီးတအူအလင်းဝင်ရောက်ခဲ့ကြောင်း People Different Phone ရိတ်ခရိုင်တရင်တုံးမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ် ်ဇော်လာရှိရဲ့နေတွင်တနင်္သာရီမြို့နယ်ညောင်ပင်ကွင်းကျေးရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီ၏ခမရ961တပ်ရဲမှတက်ကြွကြီးတဦးသည်ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်3တပ်ရင်းထံလက်နက်ယူဆောင်လာခြင်းရှိပေအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါသည်ကျွန်တော်တို့ရဲဘော်တွေစီထွက်ပြေးအလင်းဝင်လာတာပါလက်ရှိလုံခြုံတဲ့နေရာမှာကောင်းမွန်စွာထားရှိပြီးလှုပ်ထုံးလုံနည်းနဲ့အညီဆက်လက်ဆောင်ရွက်နေပါတယ်။တန်းတန်းမပါတဲ့အတွက်ထိုက်တဲ့တလောက်တော့အဆင်ပြေအောင်ဆောင်ရွက်ပေးမှာပါ နောက်ထပ်ဗတ်ပြောင်းခိုလိုလာမယ့်သူတွေကိုလက်နက်ပါယူဆောင်လာနိုင်ရင်ပိုပြီးအဆင်ပြေမှာပါတကယ်အမြင်မှန်ရပြီးပြည်သူနဲ့ပူးပေါင်းမယ်ဆိုရင်လက်နက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေကျွန်တော်တို့တရင်ဘက်ကအမြဲကြိုးစိုးလျက်ပါဟု People Different Front မြိတ်ခရိုင်တရင်တုံးမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ထို့သောအလင်းဝင်ရောက်လာသောတက်ချက်ကြီးသည်စစ်မှုရန်တပ်တန်း၅နှစ်ရှိပြီဖြစ်ကြောင်းတက်တွင်ရှိအရာရှိများဤတကူကောင်းဆန်ပြီးလက်အောက်ငယ်သားများအပေါ်ခွဲခြားဖိနှိပ်ဆက်ဆံမှုများကို မခံနိုင်၍ထွက်ပြေးအလင်းဝင်လာခြင်းဖြစ်ကြောင်းဝန်ကံထွက်ဆိုခဲ့ကြောင်း People Different Phone မြိတ်ခရိုင်တရင်တုံးမှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါရယ်အလားတူစကိုင်းတိုင်းခန်းနီမြို့အခြေဆိုင်ခလာရ52တရင်မှပြည်သူစစ်တပ်ဦးသည်တနက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်ခဲ့ကြောင်းပကဖအတန်အဖွဲ့ကသတင်းထုတ်ပြန်ထားပါရယ် ဇော်လ၁၈ရက်နေ့ခန်းနီမြို့အခြေစိုက်ခလာရ52တရက်မှာဖြီသူစစ်တအူးသည်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနခန်းနီမြို့နယ်ပါကာဖာအဖွဲ့တံကိုလက်နက်မဲ့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ပါကဖအဖွဲ့တွေဟာပြည်သူ့စစ်မဟာဗျူဟာကိုကျင့်သုံးကာရန်သူတပ်ဖွဲ့တွေစက်တိုက်အလင်းဝင်လက်နက်ချလာစီရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းပါကဖအတန်ဖွဲ့ကအတိပေးနှိုးဆော်ထားပါတယ်ဆက်လက်ပြီးမရရမျိုးနေအရှိချမ်းမှာတိုက်ပွဲပြင်းထန်နေလပခါက မန္တလေးမတရားကားလမ်းပိုက်ကိုပြန်မရရင်တက်ပြန်ဆုတ်ခွင့်မပြုဘဲမရမချင်းတိုက်ရမယ်လို့အမိန်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မတရားမျိုးနဲ့အရှိတ်မန္တလေးမျိုးပသိမ်ကြီးမျိုးနဲ့အနီးမှာအခုရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့တော်လန်ရေးရဲဘော်တွေက ပြောပါတယ်။မရီယာမျိုးအရှိတ်ငားမိုင်ခတ်ကွာဝေးတဲ့ကြောက်တတားရွာနဲ့ပသိမ်ကြီးမျိုးနဲ့အဆက်ကချမ်းမင်ကုန်ကြီးရွာတို့မှာတိုက်ပွဲတွေဖြစ်နေတာလို့တော်လန်ရေးရဲဘော်တွေကပြောပါတယ်။ ကျောက်တရရွာမှာ2024ခုနှစ်လယ်ပိုင်းကလေးကခြိုက်ပွဲတွေပြင်းထန်ခဲ့ပြီးဘေဘက်ကမှဘာမှမထိန်ချုပ်နိုင်ခဲ့တဲ့ရွာဖြစ်ပါတယ်။ချမ်းမင်ကုန်းရွာကိုတော့ပြည်သူ့ကာကွယ်ရေးမန္တလေးမန္တလေး PDF က2024ခုနှစ်ဇူလိုင်လကုန်ပိုင်းကလေးကတင်ပိုက်ထိန်ချုပ်ထားတာဖြစ်ပါတယ်။ မနီကတဏီကုံတိုက်ပွဲပြင်းထန်နေပြောတယ်။လူကြောင်းလဲတဏီကုံပဲလို့သတင်းပို့တယ်လို့မရရအရှိချမ်းကတော်လန်ရေးတပ်ဖွဲ့တစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စစ်ကောင်စီကမရရမျိုးပေါ်နဲ့မြို့နယ်ရဲ့အနောက်ဘက်ချမ်းကိုစုမုထားပြီးတော်လန်ရေးတပ်ဖွဲ့တွေကမရရမျိုးနယ်ရဲ့အရှိတ်ဘက်ချမ်းကိုစုမုထားတယ်လို့ရေပြင်ကရဲဘော်တအူကပြောပါတယ်။ စစ်ကောင်စီစိုးမှုထားတဲ့မရရအနောက်ချမ်းကကြေးရွာတွေဟာမိရှုဖျက်ဆီးခံရမှုကြောင့်ဖျက်ဆီးကုန်ပြီလို့လည်း၎င်းကပြောပါတယ်။ဒါပြင်ကြေးရွာတွေကဒေသခံပြည်သူအများပြားဟာစစ်ပီးတိန်ရှောင်နေတယ်လို့ဆိုပါတယ်။အရှိတ်ချမ်းမှာတော့တိုက်ပွဲကနေတိုင်းလိုလိုတော့ဖြစ်နေတာပဲ။အခုရက်ကတော့ပိုကျန်းလာတာ။သူတို့ကလေကြောင်းကနေလေထင်တိုင်းကျင်းနေတာလို့တော်လရေးရဲဘော်တို့ကပြောပါတယ်။ဇော်လာ၁၉ရက်ကတိုက်ပွဲအတွင်းမှာစက်ကောင်စီကဝိုင်းတွဲဂျက်ဖိုက်တာတို့နဲ့တနေကုန်လေးချောင်းကနေပစ်ကူပေးခဲ့တယ်လို့လည်းဆက်ပြောပါရယ် တိုက်ပွဲဖြစ်ပွားနေတဲ့ကြောက်တရာကြီးရွာအရှိတ်ကနေမြေဆက်ဆက်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချုံမြို့နယ်ရဲ့အုံမတိကြီးရွာနဲ့ချေမောင်တန်ကြီးရွာတို့မှာလည်းအခုရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်နေပါတယ်။မန္တလေးမြို့နယ်အတွင်းမှာအခြေစိုက်တဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခါမန္တလေးမရိယာကားလန်ပိုင်းကိုပြန်မရရင်ထပ်ပြန်ဆုတ်ခွင့်မပြုဘဲမရမချင်းတိုက်ရမယ်လို့အမိန်ပေးထားတယ်လို့စစ်ကောင်စီရဲ့အရင်းမြစ်အချို့စီကသုံးသပ်သိရှိရပါတယ်။ ။မရေရမြို့နယ်အရှိချမ်းကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူဖို့ကြိုးစားနေတာနှစ်ဝက်ကျော်ပြီဖြစ်ပေမဲ့မန္တလေး PDF သိမ်းပိုက်ထားတဲ့စစ်စခန်းတွေဒေသတွေကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိပါဘူး။မန္တလေး PDF က2029စစ်စင်ရေးနဲ့ရှမ်းမန်းစစ်စင်ရေးအတွင်းမှာမရေယာမြို့နယ်အရှိချမ်းကစစ်စခန်း40ခန်းကိုသိမ်းပိုက်ပြီးမရေယာမြို့နယ်အရှိပိုင်းကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။အင်ဂျင်မြိုင်လေးချောင်းရံကာကွယ်ရေးတပ်စခန်း၊ဆေတော်ကြီးစခန်း၊ဖယောင်တောင်စခန်း၊ရွှေပထိုးတပ်စခန်း အဖာဘီလက်မြေတက်စကန်စတဲ့လူတီများတဲ့တက်စကန်တွေကိုမန္တလေး PDF နဲ့မဟာမိတ်တွေကတိမ့်ပိုက်ထိန်ချုပ်ထားတာဖြစ်ပါတယ်။ရှမ်းမန်းစစ်စင်ကြီးအတွင်မှာမန္တလေး PDF ဟာမဟာမိတ်တွေနဲ့အတူစင်ကူးနောင်ချိုမိုးကုတ်မိုးမိတ်တပိတ်ချင်းစတဲ့မြို့တွေကိုလည်းတိမ့်ပိုက်ခဲ့ပါတယ်။၂025ခုနှစ်ဇွန်လပထမပတ်အတွင်မှာစစ်ကောင်စီကအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကနေစစ်သားအများပြစစ်ကူထပ်မံပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ဖျောင်းတောင်အဖာ မန္တလေးမတရားလမ်းပိုင်းကိုရအောင်တိုက်ရမယ်။ဦးစားပေးကတော့လမ်းထိန်ချုပ်နိုင်အောင်လုပ်ရမယ်။အဲ့ဒါပြီးမှကြံတဲ့နေရာပြန်ထိန်ရမှာလို့စစ်ကောင်စီတရင်ရင်းမြစ်တဲ့ဦးပေါင်းစစ်တပ်ရဲ့အစီအစဉ်ကိုပြောပါရင်ဇွန်၁၈ရက်နေ့ကမတရားမြို့နယ်အရှိချမ်းချမ်းမင်ကုန်းရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကဗိုလ်ကြီးတအူးရဲ့အလောင်းရရှိခဲ့တယ်လို့တော်လန်ရေးတပ်နဲ့အနီးဆက်သူတွေစီကသိရပါရင် မင်းညနေပိုင်းကမရိယာအရှိချမ်းကဒေသခံတွေချက်ပြီးစစ်ရှောင်လာကြသေးတယ်။ညကလည်းလက်နက်ကြီးတန်တွေတအုံအုံနဲ့ပဲလို့ပသိမ်ကြီးမှုတွေကဒေသခံတအူကပြောပါတယ်။တိုက်ပွဲဟာပြီးခဲ့တဲ့တစ်ပတ်အတွင်းဆက်တိုက်ဖြစ်ပွားခဲ့ပြီးဒီနေ့စွန်20တော့ညှိတက်နေတယ်လို့ဒေသခံအမျိုးသားတအူကပြောပါတယ်။မနေ့ကတည်းကတိုက်ပွဲညှိနေတယ်။ဒီနေ့နှစ်ဖက်လုံးကအတန်တိတ်နေတယ်လို့ဆိုပါတယ်။